Hello မင်္ဂလာပါတရတမရေ teacher ရဲ့ grade ကိုအတင်းချတဲ့နေ့ရက်နေ့ပြန်လည်ကြိုဆိုလိုက်ပါတယ် teacher တို့ဒီနေ့တော့ဒီ video မှာဆိုရင်ကိန်းညမျှချင်းဆိုတဲ့သင်ခန်းစာလေးကိုသွားကြမယ်နော်အဲ့တော့တရတမရတွေကကိန်းတွေကိုတရားကလေးတိကိန်းတွေအများကြီးကိုလေ့လာခဲ့ပြီးသားပြီးအဲ့တော့ teacher တို့က grade 2မှာဆိုရင် အာ sorry grade 3မှာဆိုရင်ဒီချိန်တော့ကနန်း၄လုံးပါတဲ့ဂိမ်းကြီးကနန်း၃လုံးပါတဲ့ဂိမ်းကြီးကိုမြောက်ခဲ့ကြတယ်အခုကကနန်း၃လုံးပါတဲ့ဂိမ်းကြီးကနန်း၃လုံးပါတဲ့ဂိမ်းကြီးတို့မြောက်ကြပါမယ်ဟဲ့အဲဆိုလို့ရှိရင်တာလို့တမလို့ရဲ့သင်္ချာဖက်စာအုပ်ကစာမျက်နှာ၈ကိုဖွင့်ပေးပါရှင်ဂိမ်းညာမြောက်ချင်းโอเคကြည့်ကြရအောင်ဘူးတပူးတွင်တကြားလုံး၂၀၀ 35လုံးပါသည်ဘူး148ဘူးတွင်တကြားလုံးမိညပါသည်အဲ့တော့ဘူးတစ်ဘူးမှာတကြားလုံးဘယ်လောက်ပါတာလဲ235လုံးတစ်ဘူးမှာဘယ်လောက်ပါတာလဲ140 အဘူးပေါင်းအလုံးက148ဘူးပြန်ပြောမယ်နော်တဘူးမှာဘယ်နှလုံးပါတာလဲ235လုံးအဲ့ဒီလိုမျိုးဘူးပေါင်းက148ဘူးအဲ့တော့ဒီချေလို့စဉ်းစားကြည့်အောင်တဘူးမှာ235 235 235 235 235ဟုတ်ပြီအဲ့ဒီလိုမျိုး တပိုးစီတိုင်းမှာအရေးအထွတ်အထူတူတွေပါဝင်နေတယ်စုစုပေါင်းရဟောက်ကိုလိုချင်နေဆိုလို့ရှိရင်ဒီခြေတို့ကညောင်ရပါမယ်ရှင်ဟုတ်ပြီเนาะအဲ့တော့ခြေတို့ညချင်းရေးတဲ့အခါမှာ135အညောက်148အညီဘလောက်လဲဆိုပြီးညချင်းရေးပါတယ်เนาะဟုတ်ပြီအဲ့တော့ညချင်းလေးရေးလိုက်ပါ ခြေပြီးသွားပြီဆိုရင်ဒီခြေတို့ကထောင်လိုက်မြောက်ကြည့်တရအောင်235ကို148နဲ့မြောက်ပါမယ် grade 3တော့ကမြောက်ခဲ့တဲ့အတိုင်းလေးပဲဒီခြေတို့မြောက်ကြည့်မယ်ဘာမှမခတ်ဘူး okay အဲ့ဆိုရင်တအားတို့တမလို့ခြေတို့ဘယ်နေရာဆောင်မြောက်နေလို့ဆိုရင်ခုနေရာနဲ့ဆောင်မြောက်ပါမယ်အဲ့တော့ခုနေရာမှာ9ရှိပါတယ်ဒီ9က9ကိုလည်းမြောက်မယ်3ကိုလည်းမြောက်မယ်1ကိုလည်းမြောက်ပါမယ်ရှင် ရမယ်နော်အဲ့တော့ခဏကလေးက9ကိုညောင်းလိုက်တော့ခဏ9လီ35 9ရေ3မှတ်ပါပြီရှင်ခဏက3ကိုညောင်းမယ်ခဏ3လီ21 22 23 24လေရေနှစ်မှတ်ပါပြီခွနဲ့နလီ14ဆိုတော့15ဆက်ချရမလားအဲ့တော့ရေးလိုက်ပါပြီရှင်ဘာမှမခတ်ဘူးအရင်တော့ကတွက်ခဲ့တဲ့အတိုင်းနဲ့ပြက်ပြီးတော့ရင်10နေရာက4ကိုမြောက်ပါမယ်10နေရာက4ကိုမြောက်ရင်အဲ့ဒီ10နေရာတဲ့တဲ့ရာနေစရင်းနော် ဟုတ်ပြီအဲ့တော့၄၅၄၃ညရေးနှိမ့်မှာပါပြီ၄၃၄၁၂အရှိတို့တနည်းအားဖြင့်တိုးပြီးရေးတာပါမယ်၄၃၄၁၂ဆိုတော့၃၃၄၄ရေးတင်မှာပါပြီ၄နဲ့၄၈တင်နေပေါ့နော်ကိုโอเคအဲ့တော့ဒါကတိချေတို့အစဲနေရာမှာရှိတဲ့လေးနဲ့မြောက်ပြီးသွားပြီပြီးတော့ရာနေရာမှာရှိတဲ့တက်နဲ့မြောက်ကြရအောင်အဲ့ဒါကြောင့်စရရင်အဲ့ဒီရာနေရာရဲ့အောက်ကနေစရရပါမယ်နော်ဟုတ်ပြီနော်တက်အောက်တက်ရအောင်စရရင်တက်9လီ9တက်3လီ3 ဖြစ်နေလीနဲ့ပြီးတော့ရင်ထုံးတဲ့အတိုင်းဒီကျယ်တွေဘာလို့မလဲအမြောက်ဆိုတော့ပေါင်းလိုက်ပါမယ်ရှင်ခြေလိုက်ပါ9 4 6နဲ့တင်းနဲ့ပေါင်းတော့10 10ရဲ့9ရဲ့ပေါင်းတော့9 15 1 1နဲ့10 17 17ရဲ့3ရဲ့ပေါင်းတော့14 4ရဲ့တင်းလိုက်ပါပြီရှင်မြင့်နဲ့တင်းနဲ့ပေါင်းတော့3အဲ့တော့အခြေကခု10ရထောင်းတောင်း3445လုံးရပါတယ်ရှင်အဲ့တော့ရေးပါပြီ 3000 4000 545လုံးအဲ့တော့ဘုံ148ဘုံမှာတရားလုံးဘယ်လောက်ပါတယ်လဲ3000 4545လုံးပါပါလိမ့်ရှင်ဟုတ်ပြီเนาะဘာမှမခတ်ဘူးအရင်တုန်းကတို့ recovery မှာညှောက်ခဲ့တဲ့အတိုင်းပဲညှောက်ရုံပဲเนาะဟုတ်ပြီအဲ့ဒီတောင်တချို့နံပါတ်74တွက်ကြရအောင်ဟိမင်းတို့ရဲ့သင်ချတွက်တဲ့စာအုပ်ကလေးထုတ်ပြပါเนาะ Okay ပင်ချတွက်တဲ့စာအုပ်ကလေးထဲမှာဒီချက်ကို14ပုံမှလို့တက်ပေးပါရှင်။အဲ့တော့လေ့ကျင့်ရင်အဲကျေရွတ်လေ့ကျင့်ခန်း၄ပေါ့နော်လေ့ကျင့်ခန်း14ပေါ့။နံပါတ်14ခဏလေးစောင့်မိပါနော်ဒီချက်ကို။ Yes ရပါပြီရှင်။ဟုတ်ပါပြီအဲ့ဒီမှာဒီချက်တို့ကနံပါတ်14ကိုတွက်ကြပါမယ်။နံပါတ်14ကိုတွက်တဲ့အခါမှာမင်းတို့တွေကဘယ်လိုမျိုးတွက်မလဲဆိုရင်ဒီချက်ကပုံစံလေးပြောပြပါမယ်နော်။ ဲ့တော့မင်းတို့ရဲ့တင်ကားဆောင်ကိုအလေကနေနှစ်ကြောင်းတားလိုက်တာရဲဆောက်ကုန်မှာဆိုလို့เนาะအဲ့ဒီမှာဒီကျေရတစ်ချက်စီခွဲတက်ကြပါမယ်အဲ့တော့တားလို့တမလို့ရဲ့14ပုံမှာကာကြီးမိကုန်လေးပို့ပါမယ်152အမြောက် 388 okay နေကုန်လေးပို့ပြီးသားပြီဆိုရင်တို့တွေကကြောင်ကြော်ပါပြီကြောင်ကြော်ပြီးတော့နေရာချနေရာချတဲ့အခါမှာဒီကိန်းမျိုးရေးတယ်လို့မျိုးကတ်ပြီးတော့နေရာမချနဲ့နည်းနည်းလေးခွာပြီးနေရာချမယ်ဘေးမြင့်နဲ့ခွာပြီးတော့နေရာချမယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိန်းကတဖြည်းဖြည်းအရှိတိုးလာမှာမဟုတ်ဘူးဘေးမြင့်နဲ့ကတ်သွားမယ်ဆိုလို့ပါနော်အဲ့တော့ဒီချေတော့ညာဘက်ကိုကတ်ပြီးတော့မှနေရာချပါမယ်150နဲ့ကြောင်ကြော်မယ်နော်ဒီကတော့မှ388နေရာချလိုက်တာ ချလုပ်ပြီးညီပိတ်ပါမယ်ရှင်။ Okay အဲ့တော့လာအဲ့တော့ဒီမှာကြည့်တီချေတို့က၈နဲ့မြောက်ပါမယ်၈ကခုနေရာမှာရှိရဲခုနေရာမှာ၈နဲ့တီချေတို့ကမြောက်သွားပါမယ်ရှင်အဲ့တော့စာရေးရအောင်၈နဲ့လီ၁၆ရေးပြတ်မှတ်ပါပြီ၈ငါးလီ၄၀ရေးတည်ရဆိုတော့၄၁တည်ရေးလီမှတ်ပါပြီ၈တည်းလီ၈၉၁၁၁၂အရှိကိုတို့ပြီးရေးလိုက်ပါတယ်ရှင် ဒီတော့ခွနှစ်နဲ့မြောက်ပါမယ်ခွနှစ်နဲ့မြောက်ရင်ခွနှစ်အောက်ကနေစာယူမယ်နော်10နေရပါတော့ခွနှစ်နဲ့14လေးလေးရစ်တက်မှတ်လိုက်ပါပြီခွနှစ်5လေး35အလီမြောက်ရင်တလီရနေစာဆိုနော်ဒီချေအတန်ဆိုလို့ခွနှစ်5လေး35တက်နေပေါင်းတော့36 6ရေးသုံးမှတ်ပါပြီခွနှစ်တက်ပြီခွနှစ်8 9 10โอเคရှိတူပြီးရေးလိုက်ပါပြီရှင်ပြီးတော့ဒီဆို3နဲ့မြောက်ပါမယ်အဲတော့3နဲ့မြောက်တဲ့အတွက်ကြောင့်မို့၃အောက်ကနေစာရေးပါမယ်။ယာနီယာနေစာရေးမယ်။အဲတော့၃နဲ့ 6 3 5 5 5 5ရစ်တက်တယ်ပါဘီ3တက်လီ3တက်နဲ့ပေါင်းတော့4အဲ့ဒီကိညောဘာလို့ပါတော့လို့တွေကပေါင်းရပါမယ်ရှင့် Okay ပေါင်းကြရအောင်6 5ဒီမှာဘယ်လောက်ရမလဲ6နဲ့6နဲ့ပေါင်းတော့7နဲ့2နဲ့ပေါင်းတော့14 4ရစ်တက်တယ်ပါဘီ အဲ့တော့တင်းနဲ့တင်းနဲ့ပေါင်းတော့နှစ်နှစ်နဲ့ငါးနဲ့ပေါင်းတော့ဟောနှစ်တင်းနဲ့၄နဲ့ပေါင်းတော့ငါးโอเคအဖြေထူကြရအောင်ဟိအဲ့ဒီခါကျရင်အဖြေထူရင်ဒကြောင်ကြုံထူပြီးပါရှင်အာရီအာတဝိထူပေါက်တော်ရေဖြည့်အဖြေပုံမှန်လေးနှစ်ခုချမယ်ခု၁၀000တောင်း9456ဖြစ်ပါလေရှင်။ရမယ်เนาะ။ Okay ဒီတာပြီဆိုလို့ရှိရင်เนาะဒီချက်ကိုနံပါတ်ခါခွေခါခွေမိကုန်လေးကိုပေးပါရှင်။ခါခွေလေးကဒီဘက်မှာတွေ့မယ်เนาะဒီမှာပါ။ ်ခါခွေးက364အညောင်238ဟုတ်ပြီနော် okay ခါခွေးလေးကိုတက်ဖို့အတွက်ဒီချေလူကနေရာလေးချပါပြီအဲ့တော့ဒီကြောင်ကြော်မယ်364ကိုနေရာ38နဲ့မြောက်ပါပြီရှင် မြောက်ခုနေရာနဲ့စာမြောက်ပါမယ်ခုနေရာမှာရှိတဲ့ရှစ်နဲ့စာမြောက်မယ်ရှစ်ကလေးကိုမြောက်အောင်ရှစ်လေးဒီရှစ်တဲ့ရှစ်ရှစ်နဲ့စကြရှစ်သုံးချက်လေးရှစ်လေးဒီ32နှစ်ရေးသုံးမှတ်ပါပြီရှစ်ချောက်ဒီရှစ်ငါလေး40ရှစ်ချောက်ဒီ48 49 50 51တီး9မှတ်ပါပြီရှင်ရှစ်သုံးဒီရှစ်တဲ့ရှစ်ရှစ်နဲ့စကြရှစ်သုံးဒီ24 25 26 27 28 29ဖြစ်ပါတယ် ဟုတ်ပြီနော်ပြီးတော့ရင်3နဲ့ညောက်ပါမယ်30နေရာမှာရှိတဲ့3နဲ့ညောက်ပါမယ်3လေးလီ12နေရစ်တက်မှတ်ပါပြီ36လီ18ဟုတ်လား66 66နဲ့66 3လီ18တက်နေပေါ့နော်19ကိုရစ်တက်မှတ်ပါပြီ33လီကိုတက်နေပေါင်းလိုက်တော့10ပြီးတော့ရင်2နဲ့ညောက်ပါမယ်2က4ကိုတောင်းညောက်မယ်2လေးလီ6 26လီ12နေရစ်တက်မှတ်ပါပြီ23လီ6တက်နေပေါင်းတော့9ပါရှင့် ဟုတ်ပြီပြီးတော့အဲ့ဒီဂိမ်းလေးကိုလူတွေကပေါင်းရပါမယ်ရှင်အပေါင်းလက္ခဏာလေးတက်လိုက်ပါဖြစ်ပေါင်းကြရအောင်ဒီမှာက1ဒီမှာက3ဒီမှာက9နဲ့9နဲ့ပေါင်းတော့18 18နဲ့8နဲ့ပေါင်းမယ်18ကိုစိတ်ထဲမှာမယ်လက်ရှိချောင်းတော့18ပြီးတော့19 20နဲ့1 2နဲ့2 3နဲ့4 5နဲ့6 26ပါရှင်6ရင်းညှက်မှတ်ပါပြီပြီးတော့ညနေနဲ့6ရင်းညှက်တင်ပါပြီညနေနဲ့ပေါင်းတော့4 4နဲ့ညနေပေါင်းလိုက်တော့ချာ ဒီတော့တင်းနဲ့ခွနဲ့ပေါင်းလိုက်တော့ရှင်း okay အဲ့ဒီကိန်းကိုဖတ်ကြည့်မယ်ခု10ရာထောင်တောင်16632နဲ့မှာတလားရှင်းအချက်အဖြေတော့ကြည့်အောင်မယ်နော်အော်ပြီနော်16632နဲ့မှတ်ပါတယ်အဲ့တော့အဖြေလေးကြည့်ရအောင်အဖြေပုံမှန်နှစ်ခုချပါမယ်16632ဖြစ်ပါတယ် ဟုတ်ပြီနော်အဲ့တော့ဒီချက်ကကာကြီးနဲ့ခောက်ခွေလေးကိုတော့ပြီးသွားပါပြီမင်းတို့တွေကဒီချက်ကိုကငင်းနဲ့ကာကြီးကိုကိုပါတာကိုစူးစမ်းပြီးတော့တွေ့ကြည့်ပြီးပါနော်ဟုတ်ပြီနော်ဆက်လို့ပြီးသွားပြီဆိုမှဒီချက်ဗီဒီယိုကိုဖွင့်မယ်နော်ဖွင့်ပြီးတော့မှအခြေတိုင်းနဲ့ရမယ်နော်ဒီချက်တွတ်တွတ်တွတ်ပြမှာပဲဒါမှမဟုတ်ဒီချက်ဗီဒီယိုဒီနားမှာခဏရက်လိုက်ပါရက်ပြီးသွားပြီတွေ့ကြည့်ပါတွေ့လို့ပြီးသွားတော့မှဒီချက်နဲ့အခြေတိုင်းနဲ့โอเคဟုတ်ပါပြီဗီဒီယိုလေးကိုရက်လိုက်ပါအောင်ရှင့် โอเคတက်လို့ပြီးသားရေလို့ထင်ပါတယ်အဲဆိုရင်ဒီချေကအဖြေလေးတိုက်ပြီးမင်းတော့ဟုတ်ပြီเนาะ โอเคအဲ့တော့လာကြည့်ကြရအောင်ဟိနံပါတ်ကနေအချင်းမိကုန်းကူလိုက်ပြီး950အမြောက်846ကိုတို့ညောက်ကြရအောင်အဲ့တော့ဒီအောက်ကစာရီပဲဒီချေဖြတ်လိုက်မလို့ခဏလေးစောင့်ပေးပါ yes အဆိုရင်လာတို့ရတက်ပြီးဒီချေတက်ပေးပါမယ် yeah yeah what this အရပါယူ โอเคအဲ့တော့လာနေရာချပါပြီနေရာချပါပြီ950ကို646နဲ့မြောက်ကြရအောင်ကဲမြောက်အဲ့တော့ခုချင်းချင်းမြောက်ပါမယ်ခုချင်းချင်းမြောက်တော့6နဲ့3ညနဲ့မြောက်တော့ခုနေရာနေစမြောက်မယ်ပြောတာเนาะခုချင်းချင်းမြောက်တော့ခုနေရာနေစမြောက်မယ်63ညလေး3ည6ခဏပြီ65လေး3ည66လေး3ည6ခဏပြီ42နှစ်နှစ်ရေးလေးမှတ်ပါပြီအဲ့တော့မှတ်တဲ့နေရာမှာဒီမှာဒီချေတို့ကလက်နေပဲမှတ်မယ်เนาะ တင်တော့မှဒီတိုင်းပဲချရေးပြီးတင်မယ်။မား6ဒီ30 30ရေးလေးနဲ့ပေါ့နော်30လေးပြီးတော့လေးနဲ့မြောက်ပါမယ်။လေးနဲ့မြောက်လိုက်တော့၄3ည၄3ည၄9 4 9 3 21 9 4 28ရေးညှက်မှတ်ပါပြီ။၄5 20 21 22 20နဲ့ ်ပြီးတော့ရှင်းနေညောက်ကြရအောင်ရှင်းနေညာရှစ်ယောက်ကနေရေးပါမယ်နော်ဒီယာနီယာကနေစရည်ပါမယ်ရှစ်သုံးညာလေးသုံးညာရှစ်ခွနဲ့ရှင်းကားရေး40ရှစ်ခြောက်ရေး40ရှစ်ခွနဲ့56 56ဆိုတော့6ရေးပြီး9မှတ်ပါပြီရှင်းကားလီက40 45ရေးပေါင်းတော့45ဟုတ်ပါပြီရှင်းအရာလေးကိုဒီချေလို့ပေါင်းလိုက်ကြရအောင်ပြပေါင်းမယ်ဆိုတော့ဒီမှာပါ၃ည နေရှင်းနဲ့လေးနဲ့ပေါင်းတော့ဆက်နှစ်နှစ်ရစ်တင်ပါပြီအဲ့ဒီမှာကြာတင်တယ်နော်တင်းနဲ့သုံးနဲ့ပေါင်းတော့လေးလေးနဲ့နှစ်နဲ့ပေါင်းတော့6 6နဲ့6နဲ့ပေါင်းတော့ဆက်နှစ်နှစ်ရစ်တင်ပါပြီရှင်းတင်းနဲ့နှစ်နဲ့ပေါင်းရင်3 3နဲ့5နဲ့ပေါင်းလို့ရှိရင်8ပြီးတော့အရှိကပေါင်းညမရှိတော့ဒီလေးမှန်ရလားဟဲ့တအားသမလို့မှန်ရလားဒီချက်လေးတော့ကြည့်အောင်မနော်โอเคဒီချက်ကြည့်ရအောင်မှန်ပါတယ်တအားသမလို့ရောတွက်ထားတာမှန်ရလားရှင် အဲ့တော့ဒီကနေ့ဖတ်ကြည့်ရအောင်ခု10ရာထောင်တောင်သိန်း4800 2220ဖြစ်ပါတယ်ရှင်အခြေလေးထိုးပေးပါအခြေ4800 2220ဖြစ်ပါတယ်မှန်ရလားမှန်နေဆိုရင်ဒီချေအမှတ်ချက်ပေးတယ်လို့မျိုးအမှတ်ကလေးချလိုက်ပါရှင်โอเคပြီးတော့ပြီဆိုရင်တော့နံပါတ်ကားကြီးကိုတွေ့ကြမယ်နော်အဲ့တော့နံပါတ်ကားကြီးဒီချေဒါလေးဖြတ်လိုက်မယ်နော် Yes. Number ကာကြီး Yes. အဲ့တော့နံပါတ်ကာကြီးလေးကဘာလေးလဲကြည့်ကြရအောင်။နံပါတ်ကာကြီးက894အမြောက်432ဟုတ်ပြီနော်။အဲ့တော့894ကိုနေရာလေးခြားကြမယ်။894နဲ့ဒီရ30မိနစ်တို့ညောက်ကြမယ်ဟိ၄နဲ့၄ရှစ် ကိုနယ်လီနှစ်ကိုလီ78ရှေးရစ်တက်မဲ့နှစ်ခွနယ်လီ74 74အဲ74ဆိုတော့ဒီတိုင်းရေးပါမယ်နော်ပြီးတော့3နဲ့မြောက်ပါမယ်3နဲ့မြောက်ဖို့အတွက်3လီလီ7နေနေတက်မှတ်ပါပြီ3ကိုလီ98ကို329 29ရဲ့တရပေါင်းလိုက်တော့28ရှေးရင်ညက်မှတ်ပါပြီ3ခုနဲ့လီ21 22 23မင်းရလာဟိ ပြီးတော့ရင်၄နဲ့မြောက်ပါမယ်၄နဲ့မြောက်ဖို့အတွက်၄လိပ်ပြီးဆက်ချ၄အောက်ကနေရေးမယ်နော်၆ဆိုတော့၆ရေးတက်မှတ်ပါပြီ၄၉လိ၉တက်၉၉၂၈၉၃၆၉လိပ်၃၆၃၆ဆိုတော့တက်တဲ့ပေါင်းတော့၃၈၇ရေးတုံးမှတ်ပြီ၄၇လိပ်ဆိုတော့၇၄လိပ်ဆိုလည်းရတယ်နော်၇တက်၇၉၄၉၃၈၈၂၈၃၀ဖြစ်ပါရဲ့ရှင်ဟုတ်ပြီနော် ပြီးတော့ရင်အဲ့ဒီဂိမ်းလေးတွေကိုဒီချေတို့ပေါင်းကြရအောင်ပေါင်းပါပြီ၈ ရှင်းနဲ့နှစ်နဲ့ပေါင်းလိုက်တော့33ညရဲ့တင်ပါပြီအဲ့ဒီမှာတနစ်တနစ်လေးနဲ့ပေါင်းတော့ငါငါနဲ့ရှင်းနဲ့ပေါင်းလိုက်တော့ဆက်3 73ရဲ့6ရဲ့ပေါင်းတော့73ရဲ့6ရဲ့ပေါင်းတော့ဆက်9ကိုရေးတင်ပါပြီပြီးတော့တနစ်တနစ်ပေါင်းတော့နှစ်နှစ်နဲ့3နဲ့ပေါင်းတော့ငါငါနဲ့ခုနှစ်နဲ့ပေါင်းတော့တအားတို့တမျိုးကြီးပေါင်းကြည့်ပါဦးဆက်နှစ်ရပါတယ်ဟုတ်တယ်နှစ်ရေးတင်ပါပြီနော်တနစ်နှစ်နဲ့ပေါင်းတော့3 3နဲ့တနစ်ပေါင်းတော့4ဖြစ်ပါတယ်ရှင့် အရှိဆုံးကပေါင်းညာမရှိတော့3 okay အဲ့တော့ဒီချက်ဖြည့်ကြည့်မယ်4 3ဝါဒီချက်မားနေပါပြီရှင်ဒီချက်မားနေဘူးလို့လုံးဝပြန်ပြင်ကြရအောင်နော်894အမြောက်430ဒီချက်ဘယ်နှမဝါလဲဒီချက်တို့ပြန်စစ်ကြမယ်ဟဲ့နှစ်လေးလီ432နော်ဟုတ်တယ်နော်894နဲ့432နဲ့မြောက်နေနဲ့လေး8ဒီကိုဒီ78ရေးတက်မှတ်နှစ် ာ944အာဒီချက်ဒီမှာမတာဒီမှာ15ဖြစ်ရမယ်နော်ဒီမှာ15ဖြစ်ရမယ်ဟုတ်ပြီနော်အဲ့ဆိုပြန်ပေါင်းကြည့်မယ်ဒါက10ဒါက30တက်တင်လိုက်ပြီနည်းနည်း6 6နဲ့6နဲ့ပေါင်းလို့7 7ဆိုတော့ဒီက6မဟုတ်ပါဘူးဒီမှာကအာဘယ်လောက်ဖြစ်ရမလဲဆိုရင်9နဲ့9နဲ့တင်နဲ့ပေါင်းလို့6 6နဲ့7နဲ့ပေါင်းတော့စလေးစလေးတော့23ညရေးဒီမှာနှစ်တင်ရမှာပါရှင့်เนาะနှစ်တင်ရမှာပါ โอเคညစ်တင်ပြီးပါပြီဆိုတော့မှညစ်နေတင်တဲ့ပေါင်းတော့3 6 6နဲ့9နဲ့ပေါင်းလိုက်တော့ဆက်3ဖြစ်ပါတယ်ရှင်ဆက်3ဆိုတော့3ရစ်တတင် yes ကြည့်လိုက်ပါမယ်โอเคမှန်သွားပါပြီရှင်ဟုတ်ပြီเนาะတအားတမီရောမှန်ရဲ့လားအဝိနောမန်သွားပြီဆိုရင်တော့ဒီချေတို့အဖြစ်လေးထိုးကြရအောင်အာအာတဝိထိုးပေါ်တော့ရေးရေးဖြစ်အဖြစ်ပုံမှန်နှစ်ခုချပါမယ်3 4 3 3 9 3 9 8 Okay မန်နေဆိုလို့ရှိရင်တော့အမှတ်ကလေးချပြပါနော် ဟုတ်ပါပြီအာဆိုလို့ရှိရင်တရုတ်သမလို့ကအမြောက်ကနန်း၃လုံးပါတဲ့ဂိမ်းကိုကနန်း၃လုံးပါတဲ့ဂိမ်းနဲ့မြောက်တာကိုနားလည်သွားပြီလို့ထင်ပါတယ်တော့အာဆိုရင်ဒီချေတို့တွေကပြီးသွားရင်ဒီချေတို့ကအစားကိုသားကြမယ်နော်โอเคဟုတ်ပြီအာဆိုရင်ဒီချေတို့တွေကဆာမျက်နှာ၈ကနံပါတ်၁၄ကို ပြီးသွားပြီဆိုတော့ဆာမျက်နှာ၉ကလေ့ကျင့်ရနံပါတ်၈ကိုသွားလိုက်ကြရအောင်ဟိ အဲ့တော့လေ့ကျင့်ရနံပါတ်ရှင်မှာဆိုလို့ရှိရင်923အမြောက်609ကိုဒေါင်းလိုက်မြည်သွတ်တွက်ရမြည်ကိုစဉ်းစားမြည်အဲ့တော့923ခဏန်းဟာ1 2 3 1 2 3ခဏန်း3လုံးပါတဲ့ဂိမ်းကိုခဏန်း3လုံးပါတဲ့ဂိမ်းနဲ့မြောက်တာပဲဒါပေမဲ့အဲ့ဒါဆိုလို့ရှိရင်သူတို့တွေတွတ်တာဘလို့လေးနဲ့ကြွားချချက်ရှိလဲဆိုတာကိုကြည့်ရအောင်အဲ့တော့ဒီမှာကြည့်လိုက်တငယ်ချင်းစွစုနဲ့တငယ်ချင်းထွန်းထွန်းအတွက်ပြပေးထားပါတယ်ဒါတို့တမလို့ရင်အာစွစုနဲ့ထွန်းထွန်းနဲ့ဘယ်လိုတွက်လဲဆိုတာကိုဒီခြေကတစ်ချက်လောက်ရှင်းပြပါမယ်ရှင့် စုစုက8321တရေးနှစ်မှတ်ပါတယ်8244 15 16 6ရေးတက်မှတ်ပါပြီ8535တက်နေပေါင်းတော့36โอเค3ညနဲ့မြောက်မယ်ဆိုတော့3ည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 4ည3ည3ည5ည3ညဖြစ်ပါတယ်ပြီးလည်းပြီးတော့ရ6နဲ့မြောက်ပါပြီ63ည18ရေးတက်မှတ်ပြီ6နဲ့ည7ည1နဲ့ပေါင်းတော့73 3ရေးတက်မှတ်ပါပြီ6 5ည30တက်နေပေါင်းတော့37ပြီးတော့မှသူတို့တွေကပေါင်းလိုက်ကြတော့ဒါက1ဒါက6ဒါက 14လေးရေးတက်တက်မှာပြီးပြီးတော့3နဲ့3နဲ့ပေါင်းတော့6 6နဲ့1နဲ့ပေါင်းတော့9ဒါက7ဒါက3ဟုတ်ပြီအဖြေက3,3861ဖြစ်ပါတယ်ထွန်းထွန်းအောင်တွက်ကြည့်ကြရအောင်ထွန်းထွန်းက83.21တရေးနှစ်မှတ်ပါတယ်9နဲ့လီ14,56ခြောက်ရေးတက်မှတ်ပြီ9ကလီ35တင်းနဲ့ပေါင်းတော့36သူက3ညနဲ့မြောက်တဲ့အစင်ကိုသူကကြော်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ တုံညနဲ့မြောက်လို့ရှိရင်တကယ်တော့တုံညပဲပြင်ရမယ်။ဟုတ်ပြီနော်။အဲ့တော့ဒီအဆင့်ကို तू ကမလုပ်တော့ဘူး။အဲ့တော့ तू က6နဲ့မြောက်တယ်။6နဲ့မြောက်တော့6အောက်ကနေစရည်ပါတယ်။ရာနေရာနေရည်တယ်။63နဲ့78ရည်တက်မှတ်ပါပြီ။6နဲ့12တက်နေပေါင်းတော့73။3ရည်တက်မှတ်ပါပြီ။6 9လေး30တက်နေပေါင်းတော့31ပေါင်းလိုက်တယ်။1 6 14 4ရည်တက်တင်ပါပြီ။3နဲ့3နဲ့ပေါင်းတော့6တက်နေပေါင်းတော့8တက် တော့ဟုတ်ပြီအဲ့တော့ဒီနှစ်ယောက်ကအဖြစ်ချင်းကတော့အတူတူပဲတွက်ပုံတွက်နည်းချင်းမှာဘသူ နီးကပိုရှင်ပါတယ်လေ ဟုတ်တယ်ထွန်းထွန်းနီကပူရှင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စွစွနီကကြတော့ဒီမှာ၃ညတွေကပါနေအဲ့တော့မလိုအပ်တဲ့အဆင့်မို့လို့ဒီချေတို့က၃ညနဲ့မျှ၃ညဆိုတာတို့တွေကအရင်နေ့ကတည်ထားခဲ့ပြီးသားအားကြောင့်မလိုအဲ့ဒီအဆင့်ကိုကြော်လိုက်ပါမယ်နော်ကြော်ပြီးတော့ဒီချေတို့ကထွန်းထွန်းနီနဲ့တွေ့ကြမယ်ဟုတ်ပါပြီအားဆိုရင်ဒီချေတို့နံပါတ်15လေ့ကျင့်ခန်း15ကိုတွေ့လိုက်ကြရအောင်အဲ့ဒါဆိုရင်တအားတို့တမနိုရဲ့သင်ချာတွေ့တဲ့စာအုပ်ကလေးကိုထုတ်ပေးပါရှင့် ဟုတ်ပါပြီခဏလေးကြောင်းဝင်ပါနော် yes အဲ့တော့တင်ညာတက်တက်ဆောင်ကလေးကိုထုတ်ပြီးတော့ပြီဆိုလို့ရှင်ဒီချေတို့က number 15လေးကို တွက်လိုက်ကြရအောင်ဟိအဲ့တော့လာကြည့်ကြရအောင် number 15အောက်ပါရုကိုတွက်ပါအဲ့တော့ဒီချေတို့က15ပုံမှာကာကြီးလို့တက်လိုက်ပါမယ်နော်15ပုံမှာကာကြီးမှာ438အမြောက်304ဟုတ်ပြီလားဟိ အဲ့တော့438အမြောက်304အဲ့ဒီပုံစံကိုဒီချေရူတွေတွက်ကြည့်ပါမယ်တွက်ကြည့်တဲ့အခါမှာဒီမှာကြည့်လိုက်မြောက်ကိန်းထဲမှာ10နေရာမှာ3ညပါနေတယ်မြောက်ကိန်းမှာ3ညပါလို့ရှိရင်အဲ့ဒီအစင်ကိုဒီချေရူကကြော်လို့ရတယ်နော်ဟုတ်ပြီအဲ့တော့မိကုန်းလေးကိုပြီးသွားပြီဆိုရင်တချောင်းကြော်ပြီးတော့နေရာချရအောင်ဘေးမြင့်လေးနဲ့ခွာပြီးတော့နေရာချပါမယ်အဲ့တော့438ပြီးသွားတော့304အဲ့တော့တအားတို့တမလို့ကအလေကောင်ကနေမြင်တာပြီးတော့တွက်ရမယ်နော် တာမစာဟုတ်ကုန်တက်တာမလေးနော်ဟုတ်ပြီအဲ့တော့ခြေတို့ညင်ပိတ်လိုက်ပါပြီအမြောက်၄နဲ့မြောက်ပါမယ်အဲ့တော့၄၈၄၈၈နဲ့စကြောရှင်တော့ဇာတ်ရှင်၄၄32 2ရေး3မှတ်ပါပြီ၄3 4 2 2ဆိုတော့73 45 5ရေး1မှတ်ပါပြီရှင်၄၄၄16တင်းနဲ့ပေါင်းတော့18ဖြစ်ပါတယ်နော်ဒီ၃ညနေကမြောက်เสียရမလို့မြောက်เสียရမလို့ကမဟုတ်မြောက်ရမယ်ဒါပေမဲ့မြောက်လဲ တုံညပဲရမှာမလို့မမြောက်တော့အောင်အဲ့တော့သူ့အစီအစဉ်ကိုကြော်ရဲဒိုရီယာနေရာနဲ့တောင်မြောက်ကြရအောင်သုံးနဲ့မြောက်ပါမယ်3 8 4 8 4နဲ့စကြ83နီးစတဲ့ရှင်နဲ့ကြောက်ရှိတော့24လေးရေးနှစ်မှတ်ပါပြီအဲ့တော့ရန်နီယာမြောက်ရင်ရန်နီယာနေစာရမယ်နော်33 9 10 17တေးရေးတင်ပါပြီ3 4 12တင်နေပေါ့နော်စသုံးပြီးသားရဲ့အဲ့ဒီဂိမ်းတွေကိုတကယ်လို့ပေါင်းရမယ်အဲ့ဒီညမှာအပေါင်းလက္ခဏာထည့်လဲရတယ်မထည့်လဲရပါတယ်ရှင့် အဲ့ဒါတိတ်ကိစ္စမရှိပါဘူးเนาะအဲ့တော့ဒီချေတို့ပေါင်ပါပြီနှစ်ငါခုနှစ်နဲ့လေးနဲ့ပေါင်လိုက်တော့7တရေ7တက်ပါပြီ7နှစ်3ဟုတ်ပါပြီရှင့်အဲ့တော့ဒီမှာက3ဒီမှာက7အဲ့တော့အဖြေက33352ရပါတယ်ရှင့်ရမလား သသိန်း3300တောင်း152အဲ့တော့ဒီချက်အဖြေကြည့်လိုက်အောင်မယ်သသိန်း3300တောင်း152မှတ်ပါတယ်ရှင်အဲ့တော့ဒီချက်တို့အဖြေထိုးပါပြီအာရအတဝေထိုးဖောက်ထိုးရရေးဖြေအဖြေပုံမှန်နှစ်ခုချပါမယ်သသိန်း3300တောင်း152ရပါပြီလားရှင် Okay ကပ်ပြီးတော့ပြီဆိုရင်တော့ထုံးစံအတိုင်းဒီချက်ကိုခောက်ခွေးနဲ့အခငယ်လေးကိုတွက်ပြပါရှင်အဲ့တော့ဒီချက်ရဲ့မင်းတို့ကဒီဗီဒီယိုလေးကိုခဏလေး pause လုပ်ပြီးတော့တွက်ပါမယ် ဟုတ်ပြီเนาะပြီးတော့မှဒီ channel နဲ့အတူတူအဖြေပြန်တိုင်းမယ်โอเคရက်လိုက်ကြရအောင်ဟုတ်ပြီအဲ့တော့တွက်ပြီးသားပြီလို့ဒီ channel ထင်ပါတယ်เนาะအဲ့တော့ဒီ channel ကခောက်ခွေးနဲ့ခောက်ငင်လေးကိုတွက်ပြပါမယ်ရှင်โอเคခောက်ခွေးလေးကိုတစ်ချက်လောက်ကြည်ကြရအောင်เนาะ number ခောက်ခွေးမိကွန်းကူပါပြီ939အမြောင်208ပါရှင်ဟုတ်ပြီနော်အဲ့ဒါလေးကိုတို့ရေးမယ်အဲ့တော့939ကို208နဲ့မြောက်ပါပြီ ညအဲ့တော့ခုနှစ်ကိုလီ9945 9654 963 3ရီ6မှတ်ပါပြီเนาะ9တလီ9ဆိုတော့8 90 71 73 3ရီ1မှတ်ပါပြီ9545တင်းနဲ့ပေါင်းလိုက်တော့ ချောက်သုံးညနဲ့ကမမြောက်တော့ဘူးကြော်ပြီး skill လုပ်လိုက်ပြီးအဲ့တော့နှစ်နဲ့မြောက်ပါမယ်နှစ်ကိုလီ78ရေးတင်မှတ်ပါပြီနှစ်တလီနှစ်တင်နေပေါင်းတော့တော့နင်ငါးလီကဘယ်လောက်တော့30ဟုတ်ပါပြီရှင်အဲ့ဒါလေးကိုဒီချေလို့ဘာလို့ကြောက်အောင်လဲပေါင်းကြရမယ်လက္ခဏာထည့်လဲရတယ်မထည့်လဲရပါတယ်ရှင်အဲ့တော့ပေါင်းကြရအောင်3 3 6နဲ့ရှင်နဲ့ပေါင်းလိုက်တော့14လေးရေးတင်ပါပြီရှင်3နဲ့3နဲ့ပေါင်းတော့6တင်နဲ့ပေါင်းလိုက်တော့9ဒီမှာက3ညဒီမှာက1အဲ့တော့အဖြေဘယ်လောက်ရလဲ 33433ဟုတ်ပါတယ်ရှင်33433ပါအဲ့တော့အဖြေ33433ရပြီเนาะမင်းတို့တွေတွေ့ထားတာ ਨੇ ရောမှန်ရဲ့လားမှန်နေဆိုရင်မင်းတို့တွေကတအားတော်နေပြီเนาะ Okay မှားသွားတယ်ဆိုရင်เนาะမှားတဲ့အစဉ်လေးကိုဒီချေကိုပြန်ပြင်ပေးပါเนาะ okay ပြတာပြီဆိုရင်ကာတိခဝေပြတာပြီဆိုတော့ဒီချေတို့ကငွေတွက်ကြရအောင်ဟိအဲ့တော့ number ကငွေ နမကငယ်မိကွန်လေးကဘယ်လောက်တော့105အမြောင်906ဟုတ်ပြီเนาะအဲ့တော့လာတွက်ပါပြီ105နဲ့906နဲ့မင်းတို့တွေနေရာချထားတာမှန်ရဲ့လားမှန်ပါတယ်เนาะမှန်တယ်ဆိုရင်တို့တွေဆက်တွက်ကြရအောင်အဲ့တော့ခုနေရာကဆက်တွက်ပါမယ်6ကလီ30သုံးညာရေးသုံးမှတ်ပါပြီ63ညာလီ3ညပြီးတော့3နဲ့ပေါင်းလိုက်တော့3 68လီ48ဖြစ်ပါတယ်ရှင့် ပြီးတော့အတုံညာနဲ့မြောက်တဲ့အစဉ်ကိုတို့ရေ skip လိုက်မယ်အဲ့တော့ငားနဲ့မြောက်ကြမယ်နော်ငားငားလေး25ငားကြီးနှစ်မှတ်ပါပဲငားတုံညာလေးတုံညာနှစ်နဲ့ပေါင်းလိုက်တော့နှစ်ဘဲပေါ့ငားရှစ်ဒီကဘယ်လောက်တော့40ပါရှင် okay အဲ့တော့ပေါင်းပါပြီပေါင်းလိုက်တော့ဒီမှာကတုံညာဒီမှာက3ရှစ်နဲ့ငားနဲ့ပေါင်းလိုက်တော့73 3ရေးတက်တက်ပါပြီ6ခွနှစ်ဖြစ်ပါတယ်ရှင့်ဒီမှာကတုံညာဒီမှာက4အဲ့တော့အဖြေဘယ်လောက်ရလဲ4သိန်း9000 330ဖြစ်ပါတယ်ရှင်။ဟုတ်ပြီနော်။အဲ့တော့အဖြေထိုးရအောင်တတော်တမလို့ရောတွတ်ထားတာမှန်ရလား။ Okay မှန်နေဆိုရင်နော်ဒီချက်ရှင်းပြတာလေးကိုတေချာနားထောင်ပြီးရောတေချာလေး live လုပ်ထားလို့ပါရှင်။မားဝရဲဆိုလို့ရှင်နော်လွဲနေရလေးကိုပြင်ဆင်ပြီးရောမပြင်ပြပေးထားပါနော်။ဟုတ်ပြီအဲဆိုရင်ဒီချေရိုးကကနန်း၃လုံးပါတဲ့ဂိမ်ကိုကနန်း၃လုံးပါတဲ့ဂိမ်နဲ့မြောက်တဲ့ပုံစံနှစ်မျိုးပြီးတော့ပါပဲရှင်။ ဟုတ်ပြီနော် okay အဲ့တော့ဒီချက်ဒီ video number 6လေးကိုနားလည်သွားပြီဆိုတော့ video number 7ကိုဆက်ကြည့်လို့ရပါတယ်နော်နားမလည်သေးဘူးဆိုရင်တော့ video number 6ကိုပဲဆက်ကြည့်ပြီးပါဒီ video number 6မှာကဒီချက်က1နဲ့2ဆိုပြီးတော့2ပုတ်ဖြစ်နေပါတယ်နော်ဘာလို့ဆိုတော့မီးပြတ်သွားတဲ့အတွက်ကြောင့်မလို့ပါနော်ဟုတ်ပါပြီနော် okay အားဆိုရရှင်ဒီ channel တူတူ video number 7မှာပြန်တွေ့ကြပါမယ် bye bye